တောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL နဲ့မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တို့ဟာຫນွေဥတော်လိုင်းနဲ့ပတ်သက်ပြီးဗမာလူမျိုးတွေပေါ်ခွဲခြားတဲ့အုံနှုံးတွေနဲ့ပြောစကားတွေပါဝင်တဲ့ရုပ်ပုံတစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။ Star News ဆိုတဲ့ Facebook စာမျက်နှာကနေဒီဇင်ဘာ3ရက်မှာ Bay NUG Lobby Media မှမတင်ပြရေးတော့အမှန်တရားလို့ရေးသားကပုံတပုံနဲ့အတူရေးသားဖြန့်ဝေခဲ့တာပါပုံထဲမှာ TNL ထွေထွေတွင်းရင်းမှုချုပ်ဗိုလ်ချုပ်တာဘုံကျော်နဲ့ MNDA ခေါင်းဆောင်ဖုန်တာရှင်တို့ရဲ့ပြောစကားတွေလို့ပြောထားပြီးဗမာရိယာအခြားလက်နက်ကိုင်တွေကိုအားကိုးနေတာဖြစ်ကြောင်းဗမာရိယာအခြားလက်နက်ကိုင်တွေကိုအားကိုးနေတာဖြစ်ကြောင်းစစ်ကောင်စီကိုကိုယ်တိုင်မတိုက်နိုင်ကြောင်းအင်အားသိမ်းချပေမဲ့ဘယ်မျိုးမှမသိမ်းနိုင်ကြောင်းဗမာရိယာစီးလုံးရင်မင်းအောင်လိုက်ပြုတ်တာကြပြီးဖြစ်ကြောင်းစတဲ့လူမျိုးကြီးခွဲခြားမှုကိုဥတီရဲ့စကလုံးတွေကိုထည့်သွင်း ်ထားပါတယ်။ဒါ့အပြင် PDF စာရင်ဟာ TNL နဲ့ MDA စာရင်အားလို့ကိုလည်းဖော်ပြထားပါတယ်။မြစ်မကဒီအကြောင်းအရာတွေနဲ့ပတ်သက်လို့ချက်လက်စစ်ဆေးခဲ့ပါတယ်ပထမဦးဆုံးအနေနဲ့ TNL ထွေထွေတွင်းမှုချုပ်ဗိုလ်ချုပ်တာဘုံကျော်နဲ့ပတ်သက်လို့လေ့လာကြည့်ကြရအောင်ပါဗိုလ်ချုပ်တာဘုံကျော်ရဲ့သတင်းမီဒီယာတွေနဲ့အင်တာဗျူးကဏ္ဍဟာလက်တလောကနေပြီးခဲ့တဲ့ဇူလိုင်လကထိမရှိပါဘူးသူနောက်ဆုံးအင်တာဗျူးလုပ်ခဲ့တာဟာ Political Science School of PSLF ဆိုတဲ့ page မှာတောင်ပြည်ရင်းစစ်ရေးနိုင်ငံရေးနဲ့မဟာမိတ်ဆက်ဆံရေးတွေအကြောင်းပြောဆိုခဲ့တာပဲတွေ့ပါတယ် သတင်းမီဒီယာတွေဖီဆိုခဲ့တာဟာစစ်စေးရရှိသလောက်2023နိုဝင်ဘာမှာ DBB နဲ့အင်တာဗျူးကိုတွေ့ရှိခဲ့ပါတယ်။ဒီအင်တာဗျူးတွေမှာလည်းအခုပြည့်နေနေတဲ့ပုံတွေကစကားတွေပြောခဲ့တာမျိုးမရှိပါဘူး။ဘောရတာဘုံကျော်ကိုရင်တုံးနေတဲ့ Mighty Land အကောင့်ကနေဒီဇင်ဘာ၂ရက်နေ့ကမိုးကုတ်ထီကာဆိုတဲ့ကောင်းစင်နဲ့မိုးကုတ်ကိုပြန်ပေးရကြောင်း post ကိုရေးသားခဲ့ပါတယ်။အဲဒီ post မှာ PDF တွေဗမာတော်လိုင်းလက်နက်ကိုင်တမားတွေနဲ့ပတ်သက်လို့ပြစ်တင်ပြောဆိုတာခွဲခြားတာတွေမတွေ့ရပါဘူး။အဆိုပါ post ထွက်ပေါ်ပြီးရပိုင်းအတွင်းအခုလိုအကြောင်းအရာထွက်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။ MNDA ကောင်းဆောင်ဖုံသားရှင်နဲ့ပတ်သက်ရင်တော့တစ်တုံညာနှစ်ကိုစစ်စီနောက်ပိုင်း2024ဩဂုတ်မှာတရုတ်မှာစီးတော့ခုရင်အဲဒီကအာဏာပိုင်တွေကပြန်မလွတ်ပဲထိန်းသိမ်းခံခဲ့ရပါတယ်။အဲဒီနောက်2025ဧပြီမှာငလင်အတွက်ကုညီရံပုံငွေပွဲမှာသူ့ကိုပြန်လဲတွေ့ခဲ့ရကြောင်း BBC မြန်မာပိုင်းကဖော်ပြခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာသူ့ရဲ့အင်တာဗျူးတွေကိုမတွေ့ရှိခဲ့တာကြောင့်ဒီစကားကိုသူပြောဆိုထားခြင်းရှိမရှိတသက်မပြနိုင်ခဲ့ပါဘူး။ဒီပုံနဲ့ပတ်သက်လို့တောင်အောင် TV Telegram Channel မှာလည်းတတင်းမှဖြစ်တဲ့ကြောင်းဖော်ပြထားပါတယ်။ ဒါကြောင့် TNL တက်တဲ့ MNDA တက်တူဟာຫນွေဥတ္တလိုင်းနဲ့ပတ်သက်ပြီးဗမာလူမျိုးတွေပေါ်ခွဲခြားတဲ့အသုံးအနှုန်းတွေနဲ့ပြောထားတဲ့ရုပ်ပုံဟာအမှန်တကယ်မရှိဘဲလောက်ကျန်ဖန်တီးထားတဲ့သတင်းအမှားသာဖြစ်ပါတယ်။မီဇီမာကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စီစီတဲ့သတင်းတွေရှိခဲ့ရင်မီဇီမာကိုပေးပို့လို့ရပါတယ်။ပြပမယ်ဆိုရင် ttoly/ajfpz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်စစ်စီတဲ့သတင်းအကြောင်းအရာကိုလင်းတဲ့ကွာပြပပြပမြေတားရက်ခန့်အပ်ပါတယ်။ လောကောမီဒီယာရဲ့ဆက်လက်ရပ်တည်နိုင်ဖို့ပြည်သူတွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမာ TV YouTube Channel မှာမမဝင်ပြည်သူတွေကိုယ်နိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါရစေ။